င်းလိုက်မယ်ဒီပုံလေးကကြီးလာတယ်ပြီးတော့နောက်ထပ်ကလင်းနေလိုက်မယ်ပုံလေးတွေကပြောင်းသွားတယ်မင်္ဂလာပါ ကျွန်တော်တို့ရင်ရကားတင်ငန်းစာလေ့ကျင့်ခန်းနေပြီးသွားပြီဆိုရင်ဒီနေ့တနောက်ထပ်တင်ငန်းစာတွေထပ်ပြီးတော့လေ့လာကြည့်ရအောင်ပါဒီနေ့မှာတော့ကျွန်တော်တို့ PowerPoint မှာပါတဲ့ transition animation ဆိုတဲ့ပိုင်းလေးဆက်ပြီးတော့လေ့လာကြည့်မယ်အဲ့တော့ transition ဆိုတာကဒီ slide တစ်ခုနဲ့တစ်ခုပြောင်းသွားတဲ့ effect ကိုပြောတာဖြစ်ပြီးတော့ animation ဆိုတာကကျတော့ဒီ slide ထဲမှာပါတဲ့စာသားလေးတွေတပ်ပုံလေးတွေတစ်ခုချင်းစီရဲ့အဝင် traffic လေးတွေကိုပြောတာပါအဲ့တော့နှစ်ခုလုံးကို slide show တွေလုံးပြတဲ့အခါမှာပေါ့နော်ပုံမှန်ရိုးရိုးတန်းတန်းမဲဆိုရင်တော့ transition လောက်ပဲသုံးတယ် ဒီဒီတက်ပို့ပြီးတော့ဗောနော်စလုံးလေးတွေဝင်လာတဲ့ထွက်လာတဲ့ effect ကလေးတွေလူတွေပို့ပြီးတော့စိတ်ဝင်စားအောင်ပုံစံလေးတွေပြချင်တယ်ဆိုရင် အဲကျွန်တော် animation လေးတုံတက်ဖို့လိုတယ်အဲအခုကျွန်တော်ဒီသင်ခန်းစာလေးမှာတော့ဒီ transition လေးဘယ်လိုထည့်ရမလဲသူနဲ့တက်ဆိုင်တဲ့ setting လေးတွေဘယ်လိုပြင်ရမလဲ animation လေးတွေကျွန်တော်လိုသလိုအစင်းစင်းဘယ်လိုထည့်ရမလဲဒါလေးကျွန်တော်တို့သေးသေးလေးလာသွားပါမယ်နော် okay အရင်ဆုံး transition ဆိုတာလေးကိုကြည့်ကြည့်မယ်ရှေ့မှာတော့ fade effect လေးတုံပြီးတော့ transition effect လေးထည့်တာကျွန်တော်တို့လေ့လာခဲ့ပြီးသွားပြီနမူနာလေးပြပြခဲ့တယ်အဲ့တော့ဒီနေ့မှာဒါလေးအပြင်တခြား ဘာတွေရွေးလို့ရသေးလဲပြီးတော့သူနဲ့သက်ဆိုင်တဲ့ setting တွေဘာတွေပြင်လို့ရသေးလဲဒါလေးထပ်ပြီးတော့ကြည့်ကြည့်ပါမယ်เนาะအဲ့တော့ transition ဆိုတဲ့ထဲကိုသွားလိုက်ပြီဆိုရင်အဲဒီရွေးစရာလေးတွေအများကြီးပါလာလိမ့်မယ်ဒါလေးတွေကအာဒါလေးဒီဒီပိုင်းလေးရှိရဲ့ဒါလေးတွေအကုန်လုံးက transition effect လေးတွေပါကြိုက်တာလေးတွေထည့်ကြည့်လို့ရတယ် တော့နမူနာအနေနဲ့ကျွန်တော်တို့အကုန်လုံးဘယ်နေရာမှာပါရှိလဲဆိုတာသိအောင်တော့အကုန်လုံးဆန်းပြီးတော့ကြည့်ကြည့်မယ်တကယ်အလုံးလုံးတဲ့ခါတော့ကိုကြိုက်တဲ့ transition ပုံစံလေးကိုတုံးပေါ့နော်ကိုရဲ့တုံးတဲ့နေရာပေါ်မူတည်ပြီးတော့ဟိုဘာလေးတုံးမလဲဆိုတာပြန်ရွေးပေါ့ဥမာကိုကအလုံးအတွက်တုံးမယ်အလုံးမှဆိုရင်တော့ပုံမှန်ရိုးရိုးရှင်းရှင်းလေးပဲပြချင်နေဆိုရင်တော့ fake ပေါ့အာဒါမှမဟုတ်ဆိုရင်ကျွန်တော်တို့ထူးထူးဆန်းဆန်းလေးနဲ့တိတက်ပြရမယ့်အခါမျိုးဆိုရင်တော့ဒီအောင်မှရှိတဲ့ပုံစံပုံစံ true ဆန်းတဲ့ transition လေးလိုက်ပြီးတော့ပြပါဘောเนาะဒါကတော့ခု3မိနစ်နေရာပေါ်မူတည်ပြီးတော့လို့တို့ပြောင်းပြီးတော့တုံးချီလို့ရတယ်အခုကျွန်တော်တို့ဘယ်ဘယ် transition လေးတွေက blue effect လေးတွေပြင်လို့ရတယ်ဆိုတာလေးကိုဒီမှာနမူနာလေးပြပြပါမယ်เนาะအာဒါဆိုရင်ကျွန်တော်တို့ထည့်ကျင်တဲ့ slide လေးကိုဒီချက်နေ transition လေးကိုထည့်ကျင်တဲ့ပုံစံလေးတစ်ခုသွားယူလိုက်ရင်ရပြီဒါလေးပဲ transition ထည့်တာเนาะအာဒီပုံလေးကိုဒီတိုင်းလေးထည့်မယ်ပြီးတော့ရင်တစ်ခုဒီပုံလေးကိုဒီပုံစံလေးထည့်မယ် ီပုံလေး၃ခုလောက်နမူနာဆန်းကြည့်မယ်နော်ဒီပုံလေးကိုတော့အာဒီပုံစံလေးထည့်မယ်ဒါဆိုတစ်ခုနဲ့တစ်ခု ပုံစံလေးမတူတော့ဒါလီယာတစ်ခုဒါလီယာတစ်ခုဒါလီယာတစ်ခု transition ထည့်ပြီးသွားပြီဆိုရင်ရှေ့မှာမြားလေးတွေပါလာလိမ့်မယ်နော်ရှိမှမြားလေးအော် sorry ရှိမှကြယ်လေးတွေပါလာလိမ့်မယ်เนาะဒါဆိုရင် play ကြည့်လိုက်မယ်ကျွန်တော်တို့အောက်ဆုံးကညာဘက်အောက်ခြေတောင်းက slide show ဆိုတာလေးကိုနေလိုက်မယ်အဲဒါဆို transition လေးဝင်လာပြီနောက်တစ်ခုဝင်လာတယ် နောက်တစ်ခုဝင်လာတယ်အဲ့တော့ကျွန်တော်တို့ slide လေးကကျွန်တော်တို့လုတ်ထားတဲ့ slide လေးတွေကပုံမှန် uodynamic မဟုတ်တော့ဘဲနဲ့ဂျားထဲမှာတစ်ခုနဲ့တစ်ခုကူးပြောင်းသွားတဲ့ effect လေးတွေပါလာပြီပြီးတော့ရင်ဒီ effect လေးတွေကိုကျွန်တော်တို့ဘယ်ကနေသွားပြင်လို့ရလဲဆိုရင် effect option ကနေသွားပြီးတော့ပြင်လို့ရတယ်အဲ့ဆိုးဆိုးအားဆိုရင် preview နှိပ်ကြည့်လိုက်ရင်ဒါအောက်ကနေဝင်လာတယ်အဲ့လိုမဟုတ်ဘူး ဘယ်ဘက်ကနေဝင်လာခြင်းနဲ့ဒါမှမဟုတ်ညာဘက်ကဝင်လာခြင်းနဲ့ဒါတွေကကိုစိတ်ကြိုက်ပြင်လို့ရတယ်ဒီမှာတုံးလို့ရတဲ့ effect option ကတစ်ခုနဲ့တစ်ခုပုံစံမတူဒီ split ဆိုရင်အဲသူ့ရဲ့လှုပ်လှုပ်တဲ့ပုံစံလေးကမတူအဝိုင်းလေးဆိုလည်းအဝိုင်းလေးရဲ့သူ့ရဲ့ရွေလို့ရတဲ့ option လေးကမတူဒီလိုပုံစံမျိုးလေးအာဒီလိုပုံစံမျိုးလေးဒါကိုကြိုက်တဲ့ပုံစံမျိုးတွေစိတ်ကြိုက်ယူလို့ရတယ်เนาะအဲဆိုအပေါ်ကနေအာဘယ်ကနေဒီလိုဝင်လာမယ်တုံးမဟုတ်ကျွန်တော်တို့အပေါ်ကနေဆင်းလာတဲ့ပုံစံမျိုးလေး အဲဒီလိုလေးပေါ့နော်အဲ့တော့အပေါ်ကနေဆင်းလာတဲ့ပုံစံလေးကနည်းနည်းလေးကြားနေရဲဆိုအမြန်နေရဲဆိုကျွန်တော်ဒီမှာ duration ဆိုတာလေးရှိတယ်ဒီ duration ကြာချိန်လေးတိုးလိုက်လို့ရတယ်2.2 second โอเคဒါဆိုဒီဟာလေးကဖြည်းဖြည်းလေးကြာလာခုနလောက်မမြန်တော့ဘူးနော်ဒီမှာဆိုလည်းတူတူပဲ preview ထောက်ကြည့်လိုက်မယ် run ကြည့်တာဒီရောက်ကနေ run ကြည့်နော် view တနက်တစ်ခုချင်းစီကြည့်ချင်တယ် preview ကြည့်ချင်တယ်ဆိုဒီမှာ preview ကိုနေကြည့်လိုက်လို့ရတယ် โอเคဒီမှာ alpha option ကိုကြိုက်တဲ့ alpha ကလေးထည့်လို့ရတယ်နည်းနည်းမြန်နေဆိုရင် duration ကြာရင်လေးတိုးလိုက်လို့ရတယ်တကယ်လို့လေတစ်ခုနဲ့တစ်ခုကူးပြောင်းသွားတဲ့အခါမှာအတန်လေးကြာချင်းဒီကနေအတန်သွားထည့်လိုက်လို့ရတယ်နော်ကိုလိုချင်တဲ့အတန်အခုလို့ဆိုကျွန်တော်တို့ဒီမှာအတန်ကြားမှာမဟုတ်တဲ့အတွက်မထည့်ပြတော့ဘူးတကယ်လို့ကိုယ့်ရဲ့ site လေးမှာတော့ကိုယ်တိုင်ထည့်ချင်တဲ့အတန်လေးရှင်သွားနှိပ်ပြီးတော့ထည့်လိုက်လို့ရပါတယ်ဒါတော့လွယ်ပါတယ်เนาะဘာမှမခက်ဘူးအဲ့တော့တစ်ခုနဲ့တစ်ခုကူးပြောင်းသွားတဲ့အခါ click ဆိုတဲ့အတန်လေးတွေ ပုံတန်လေးတွေအဲတော့တခြားလေတိုက်တဲ့တန်လေးတွေဒါလေးကိုကြိုက်တာလေးထည့်လို့ရတယ်နော်ဒါပေမဲ့တိတ်တော့မတုံးကြဘူးဒီလိုကိုယ်တော့လိုအပ်တဲ့နှိမ့်လိုက်တဲ့ခါမှာပြောင်းသွားတဲ့အတန်လေးကြားကျင်နေဆိုရင်တော့ဒါလေးထည့်ထည့်ထည့်ပြီးတော့တုံးလို့ရပါတယ်နော်ထဲတာလေးလေးလေးပဲသူ့ကိုဒီတန်လေးထည့်မယ်သူ့ကိုတော့ဒီတန်လေးထည့်မယ်ဆိုပြီးတော့စိတ်ကြိုက်ယူလို့ရတယ်ဒါမှမဟုတ်အကုန်လုံးကို ပုံစံတူထည့်ခြင်းအကုန်လုံးကိုဆက်လက်လေးပြီးဆက်လက်ပြီးတဲ့အခါထိတ်ကိုနှိပ် shift ကိုပြီးနောက်ထပ် shift လေးကိုနောက်ထပ် slide လေးတစ်ခုကိုသွားနှိပ်ဒါဆိုအကုန်လုံးဆက်လက်ပြီးပြီးသားဖြစ်သွားလိမ့်မယ်ဆက်လက်ပြီးပြီးသွားရင်ကျွန်တော်တို့ဘာအောင်ဘာတန်လေးထည့်မလဲကိုကြိုက်တဲ့တန်လေးထည့်တိလိုလေးထည့်လို့ရတယ်မလို့ကျွန်တော်ဆိုကျွန်တော် no sound ဆိုပြီးတော့ပြန်ပြုတ်လိုက်လို့ရတယ် okay ဒါဆိုရမယ်เนาะပုံမှန်ဆိုရင် slide တစ်ခုချင်းစီကိုအကုန်လုံးအတူတူထည့်ခြင်းလေဆိုအကုန်လုံး အကုန်လုံးကိုဆက်လက်ပြီးဆက်လက်ပြီးကိုကြိုက်တဲ့ slide transition တစ်ခုချင်းစီရွေးတစ်ခုကိုရွေးလိုက်လို့ရတယ်ပြီးတော့ effort option ကြိုက်တာပြောင်းလို့ရတယ်အဲ့လိုမဟုတ်ဘူးတစ်ခုချင်းစီစိတ်ကြိုက်ပြောင်းနေတယ်ဆိုရင်တော့ slide တစ်ခုချင်းစီကို click ပြီးတော့ရင်ဘောကနေသွားပြီးတော့ထည့်ပေးရမယ်နော်ဒါ duration ရပြီပြီးသွားရင်ねအာဒါလေးတွေကို auto run စေချင်တယ်ဆိုရင်ပုံမှန်ဆိုကျွန်တော်တို့ဒါကိုသွားပြီးတော့ click နှိပ်မှာပဲတခုပြီးတခုသွားပြီးတော့ run ပါလေအဲ click မနှိပ်ဘူးဆိုဒါရက်နေလိမ့်မယ်အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကဖြွင့်ပြီးတော့ auto ပြချင်တာ အော်တိုပြမယ့်ခါမျိုးပေါ့နော်ကိုကရှင်းပြမှာမဟုတ်ဘဲနဲ့အော်တိုဖွင့်ပြီးတော့ပြမယ့်ခါမျိုးဆိုရင်တော့အာကျွန်တော်တို့ automatically alpha ဆိုတာလေးရှိတယ်အဲ့ဒီ alpha ဆိုတာလေးကိုကျွန်တော်တို့ဘယ်နှစက္ကန့်ဆိုပြီးတော့တပုံကြီးစီကိုတက်မှတ်ပြီးတော့အော်တိုပြခိုင်းလို့ရတယ်ဥမာဒီဒါလေးသုံးလုံးတူတူပဲထားကြည့်လိုက်မယ်နော်ကျွန်တော်နှစ်စက္ကန့်လောက်ထားလိုက်မယ်တပုံနှစ်စက္ကန့်ပြမယ်ဒါဆိုဒီထိတ်ကနေစမယ် play ကြည့်လိုက်မယ်အဲ့တော့ transition လေးဝင်လာတယ်ပြီးသွားရင်ခဏဆောင်မယ်2စက္ကန့်ပြည့်သွားရင်အော်တိုနောက်တစ်ခုပြောင်းသွားမယ်အဲဒီ slide လေးပြမယ် နှစ်စက္ကန့်ပြည့်သွားတယ်သူနောက်တစ်ခုအော်တိုပြောင်းသွားမယ်ဒါလေးကိုပြောတာပါနော်ဒါကကြတော့ presentation ကိုယ်တိုင်ရှင်းပြနေတဲ့ခါဆိုတာထက်လေဒီကိုယ့်ရဲ့ presentation လေးကို auto ဖြန့်ပြပြီးတော့သူတို့ like ကြည့်ခိုင်းမဲ့ခါမျိုးဆိုရင်တော့သုံးပါတယ်အဲ့တော့ဒီ slide လေးကိုတော့ဘယ်နှစက္ကန့်ဒီ slide လေးကိုတော့ဘယ်နှစက္ကန့်ဒါကကျွန်တော်ကြိုပြီးတော့ရထားလို့ရတယ်ကြိုပြီးတော့ရထားမယ်ရထားပြီးတော့ဒီထဲမှာသွားပြီးတော့ဘယ် slide ကိုတော့ဘယ်နှစက္ကန့်ထားမယ်ဘယ်နှမိနစ်ထားမယ်ဆိုပြီးတော့စိတ်ကြိုက်ယူလို့ရပါတယ် โอเคဒါဆိုနားလည်လောက်မယ်ထင်တယ်เนาะ duration လေးတည်သွားပြီကြာချိန်ဒီဒီ duration နဲ့ alpha တချို့တော်တော်များများလွယ်ကြတယ်เนาะ duration နဲ့ alpha အာနည်းနည်းရောတဲ့ကြာတယ်ဘာလို့လဲဆိုနှစ်ခုလုံးက minute second လေးထည့်ရတာဖြစ်တဲ့အတွက်ပါဒီ duration ကကြတော့ဒီ slide လေးကိုပြသတဲ့ကြာချိန်အခုဒီမှာ slide လေးဝင်လာတဲ့ကြာတယ်ပေါ့เนาะအခုဒီမှာ slide လေးဝင်လာတယ်ဒီဝင်လာတဲ့ကြာတယ်နည်းမြန်ချင်းနေဆိုဒီမှာတော်ပြီးရှော့ ဒါဆိုအဲ့ဝင်လာလေးကနည်းနည်းမြန်လာလိမ့်မယ်။အဲဒါက slide ဝင်လာတဲ့ကြာချင်းအဲ့လိုမဟုတ်နောက်တစ်ခုကဒီ alpha ကြာ x slide ကိုပြသတဲ့ကြာချင်းပလေးကြည့်မယ်။ဒီ slide လေးကဝင်လာတဲ့ duration ပြီးတော့ရင်ဘယ်နှမိနစ်ကြာမှပြောင်းသွားမယ်ဆိုတာ alpha ပါ။โอเคဒါဆိုရအောင်မယ်တင်တယ်เนาะအားလုံးတစ်ခါတည်းတစ်ပုံစံနဲ့အတူတူပဲထည့်ချင်နေဆိုရင် apply to off ဆိုတာလေးကိုနှိမ့်လိုက်လို့ရတယ် ်ပြီးတော့ရင်နောက်တစ်ခုကကျွန်တော်ဒီပုံမှန်အားဖြင့်တော့ on mouse click ဆိုတာလေးအမှန်ကြီးလေးချစ်ပေးထားတယ်ဘာအတွက်လဲဆိုရင်ဒီမှာ2စက္ကန့်လို့ပေးထားတယ် play ကြည့်မယ်2စက္ကန့်မရောက်ခင်ကျွန်တော်ပြောင်းခြင်းနေဆိုရင်ကျော်လို့ရအောင် mouse click လေးနဲ့ထိန်းချုပ်လို့ရအောင် on mouse click ဆိုတာလေးမှန်ကြီးချစ်ပေးထားတယ်။ဒီကကြအဲ့လိုမဟုတ်တော့ဘူး on mouse click mouse နဲ့မထိန်းချုပ်စေချင်ဘူးဆိုရင်ဘာလုပ်ထားလို့ရလဲဆိုရင် အိုမောင်းကလစ်စွာလေးကိုအမှန်ကြီးဖြုတ်ထားခဲ့လိုက်လို့ရတယ်။ဒါဆိုဒီကောင်လေး၃ခုလုံးဆက်လက်ပေးတယ်။အိုမောင်းကလစ်ကိုအမှန်ကြီးဖြုတ်ထားလိုက်တယ်။ဒါဆို play ကြည့်မယ်။ဒါဆိုခြေသလောက်နဲ့ခြေသလောက်နဲ့သူတစ်ခုပြီးတစ်ခုပြောင်းမသွားတော့ဘူး။သူတတ်မှတ်ထားတဲ့2စက္ကန့်နေမှာပဲတစ်ခါတစ်ခုတစ်ခုပြောင်းပါမယ်။ Okay ဒါဆိုရအောင်မယ်တဲ့နော်။ပုံမှန်အဲတစ်ခုချင်းစီကိုကျွန်တော်တို့ mouse နဲ့ထိချုပ်ချင်တယ်ဆိုအိုမောင်းကလစ်ကိုအမှန်ကြီးချစ်ပါ။ပြီးသွားရင် mouse နဲ့မထိချုပ်စေချင်ဘူး mouse မနှိပ်စေချင်ဘူးဆိုရင်တော့ omaglis ကို အာဒါမှန်ကြီးဖြုတ်ပေးထားလိုက်ရပါပြီဒါဆိုရလောက်မယ်တင်တယ်နော်ပုံမှန်တိုင်းထားမယ်နန်းဆိုပြီးတော့ပြန်ထားလိုက်လို့ရတယ်အော်တိုမသွားတော့ဘူးအော်တိုပြန်ဖြုတ်လိုက်လို့ရတယ်โอเคဒါဆိုရင်တော့ကျွန်တော်ပုံမှန်တိုင်းလေးပဲပြန်ဖြစ်သွားပြီနေနေနေโอเคဒါဆိုရလောက်မယ်တင်တယ်နော်အဲ့တော့ဒီမှာပုံမှန်အားဖြင့်ဆိုရင်တော့ကျွန်တော် fake effect လေးထည့်တာပဲများပါတယ်အကုန်လုံး select all ပေးလိုက်တယ် fake ဆိုတာလေးထည့်လိုက်တယ်အဲ့ဒီ fake ကိုမှ duration ကြာချိန်လေးနည်းနည်းလေးတိုးလိုက်မယ် ပြီးတော့ရင် play ခြင်းပဲဒါကတော့ပုံမှန် slide show run ပြရင် click နေလိုက်မယ် slide လေးတခုပြောင်းသွားတယ် click နေလိုက်တယ် slide လေးတခုပြောင်းသွားတယ်ဒါ you you တနက်သုံးမယ်ဆိုတော့ဟို presentation တွေလုပ်တဲ့အခါကျတော့လေကိုက click နေဟိုဒီ business presentation တွေလုပ်တဲ့အခါမှာကိုကိုရဲ့ slide transition ကကြောင်တောင်ကြတ်ထားဆိုရင်ဒါတိတ်အဆင်မပြေဘူးလေအခုမှဒီဒီလိုဒီလိုအယုတ်တွေပေါ့နော် အဲဒီဒီလိုအယုတ်တွေတော့တိတ်တော့မထဲကြဘူးပေါ့နော်ဒါကတော့တခြားဟိုမှာကလေးတွေကိုဟိုစာလေးရှင်းပြပြီးတော့ပုံစံလေးတွေပြပြီးတော့လုပ်တဲ့အခါမျိုးပေါ့ဒါအောင်တခြားနေရာလေးတွေမှာတော့တုံးနေအဲဒီ business presentation လုပ်တဲ့အခါမှာတော့ geotunnel fake cloud ပဲထဲကြတာများပါတယ်။ဘာကြောင့်လဲဆိုအခုစဒီမှာကြည့်မယ်။အဲကျွန်တော်တို့ facility တွေအကြောင်းနေရှင်းပြနေတယ်အဲ clinic လိုက်တယ် floor plan အကြောင်းရှင်းပြမယ်။အဲ့တော့ခုနကတော့အများကြီးတွေထွက်သွားတာလေးငရုပ်တွေပြန်သွားတာလေးအဲ့တော့ဒါတွေကတော့ဟိုတခြားလိုရတဲ့နေရာမှာတုံးပါနော်။ โอเคအဲ့တော့ကျွန်တော်နောက်ထပ်ထူးထူးခြားခြားလေးပုံစံလေးကို smart ကြကြဒါလေးတွေကတုံးလို့ရရတယ်ပေါ့เนาะဒါကတော့ဟိုအရင်ကြီးတော့ smart မကြဘူးဒီပုံလေးတွေတို့ပါလို့ဆိုရင်လည်းအဲတုံးချင်တုံးလို့ရတယ်ဒီဇိုင်းတွေကတော့အများကြီးပဲရှိတယ်ဘယ်နေရာမှာဘာလေးရှိလဲဆိုတော့အကုန်လုံးကိုဟိုတိအောင်တော့လိုက်ပြီးတော့ជីជីပုံလိုက်လိုက်လိုက်ပြီးတော့စမ်းကြည့်လိုက်ပေါ့เนาะအဲ့ဒီမှာမှကိုယ်နေနေလိုအပ်တဲ့နေရာလေးဒီမှာလိုအပ်တယ်လို့ပြန်ပြီးတော့တုံးလို့ရအောင်လို့ပါဒါလေးတုံးမယ်ဒါလေးတုံးမယ်ဒါလေး နော်အဲသူတဲမှာတော့ effect ပုံစံဒီဇိုင်းလေးတွေကတော့အများကြီးပဲရှိတယ်ဒါလေးဒါလေးအဲ့တော့ double slide show လို့ပါလို့ဆိုရင်တော့အဆင်ပြေတယ် presentation မှာတော့ဒီဒီလိုအရင်ရှုပ်ပွေတဲ့ slide တွေတိတ်ပြီးတော့မတုံအရင်ဟိုတုံးတဲ့နေအလုပ်တဲ့နေဒီကိုယ့်ရဲ့ presentation ဟိုပြမယ့်နေရာတော့ကွာတာပေါ့နော်ခုဒါလေးရှိတယ်ဒါလေးရှိတယ်အဲ့တော့ဟိုစမ်းတော့ကြည်ပါ ထဲမှာဒီဇိုင်းတွေအများကြီးပဲရှိတယ်ဒါလေးတစ်ခုချင်းစီတော့ library နေကြည့်မယ်အခုလောလောဆယ်ဆန်းတဲ့ချိန်မှာတော့ဒီ slide တစ်ခုကိုတော့ဒါလေးထည့်မယ်ဒီ slide ကိုတော့အာဒါလေးထည့်မယ်ဒီ slide ကိုတော့ဒါလေးထည့်မယ်ပြီးတော့အကုန်လုံးတစ်ခုချင်းစီရှောက်ထည့်ကြည့်လိုက်ထည့်ပြီးတော့ဒီမှာ play ကြည့်လိုက်အဲဒါဆိုရင်ဘယ် slide ကကိုယ်တည်းအဆင်ပြေတယ်ဘယ်နေရာလေးဆိုတော့ဘယ်လိုတုံးလို့ရမလဲဒါလေးကပို့ပြီးတော့မြင်သာသွားလိမ့်မယ်နော်ပြီးတော့ random ထည့်လို့ရတာလေးလည်းရှိတယ်ဒီထဲမှာလေး ဒီမှာ random ဆိုတာလေးရှိတယ်အကုန်လုံးဆက်လက်အပေးပြီး random ကိုယူလိုက်တယ်ဆိုရင်ကြာပန်းမယ်တစ်ခါနဲ့တစ်ခါမတူတော့အခုဒီမှာကျွန်တော်တို့ play ကြည့်လိုက်မယ်နောက် click နှိပ်လိုက်မယ်ဒါကတော့ဘာထည့်ပါဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့သူကတော့ကြာပန်းမယ်တစ်ခါနဲ့တစ်ခါပြရတဲ့ပုံစံမတူဘူးအခုနောက်တစ်ခါထပ်ပြရင် နောက်ထပ်ပေါ်တဲ့ transition ကမတူနောက်တစ်ခါထပ်ပြရင် နောက်ထပ်ပေါ်တဲ့ transition မတူတော့ဘူးเนาะဒါကတော့ random ပါအဲ့တော့ကိုကြိုက်သလိုတုံးလို့ရပါတယ်နော်ပုံမှန်တိုင်းထားလိုက်မယ် ပြီးတော့အရင်ကျဲမှာနည်းနည်းလေးပြောပြချင်တာဒီ morph ဆိုတဲ့ effect လေးဒါလေးကကျတော့လေနည်းနည်းလေးထူကြတယ် तू ကတစ်ခုတည်းကိုထည့်မယ်ဆိုရင်တစ်ခုဒီလိုပေါ့နော် slide တစ်ခုချင်းစီကိုထည့်မယ်ဆိုရင်တော့ဒါ you you ပဲ fake effect လေးနဲ့တိတ်မတူမတိတ်မကွာဒါပေမဲ့သူ့မှာဘာတွေယူလို့ရသေးလဲဆိုတော့ကျွန်တော်ဒီမှာတစ်ချက်ထောက်လိုက်မယ်သူနဲ့ effect နဲ့ဒီ effect လေးတွေကလေသူတို့တခုချင်းစီဒီပုံမှာသွားထောက်မယ်ဒီပုံမှာသွားထောက်မယ်ဒီ effect ဆိုရင်ဘာလုပ်လို့ရလဲဒီ effect ဆိုရင်ဘာလုပ်လို့ရလဲဆိုတော့အောက်မှာဒီ စကရင်တစ်ကလေးနှိပ်ပေါ်လာပြီးတော့ရှင်းပြထားရလေးရှိတယ်ဒါလေးလေကျွန်တော်တို့တွားဖတ်လို့ရတယ်ဒါပေမဲ့အာတွားဖတ်လို့ရတယ်နောက်ကျွန်တော်တို့ PowerPoint version အစ်စ်တွေထွက်လာလို့ transition အစ်စ်တွေပါလာတယ်ဆိုရင်ထူးထူးခြားခြားတုံးလို့ရတာလေးဆိုလဲသူဒီလိုလေးရှင်းပြထားလိမ့်မယ်အခုဒီ morph ဆိုတဲ့ effect ကလေးကတဲ့အာသူကဘာလို့လို့ရလဲဆိုရင်သူ့ရဲ့ back dresses ပေါ့เนาะအကောင်းဆုံး reset ရဖို့အတွက် duplicate လုပ်ပါတဲ့เนาะ duplicate slide လုပ်ပါပြီးတော့ရင် now slide ကိုကျွန်တော်တို့တစ်ခုခုပြောင်းချင်တာလေးပြောင်းလိုက်ပါပြီးတော့ရင် ဒီအခုပြောင်းပြီးသွားမှ effect ကလေးကိုထည့်ပါရတဲ့နော်အဲ့တော့ဒီဟာလေးကဘာကိုပြောရလဲဆိုရင်ဆိုတော့ကျွန်တော်နမူနာလေးလုပ်ပြမယ်ဒါရီကတော့ uterine clinic ပြီးတန်းထည့်လိုက်လို့ရတယ်နော်ဒီ effect ကလေးတွက်ဆိုရင်တော့ကျွန်တော်နောက်ထပ်အာ slide တစ်ခုထပ်ပြီးတော့ပွားဖို့လိုတယ် slide ပွားတာက copy ကို paste ဆိုတာလေးလုပ်လိုက်မယ် ဒါတည်ရနော်အာဒီ slide ပွားလာပြီအဲ့တော့ तू อ่ะဒီပရမအူဆုံး slide ကတော့ပုံမှန်ပဲဒုတိယ slide လေးကိုကျွန်တော်တို့ပြောင်းခြင်းတလို့လေးနည်းနည်းလေးပြောင်းလိုက်မယ်ဆိုတော့ကျွန်တော်တို့ဒါလေးခဏပြန်ပြမယ်နော်နည်းနည်းပုံလေးကြီးလိုက်အောင်မယ်ဒီပုံလေးကိုနည်းနည်းလေးကြီးလိုက်မယ်ဒါပရမပုံနော် sorry ဒီလိုလေးဒါပရမ slide မှာဒီဘက်ကိုနည်းနည်းလေးကြော်ထွက်ထားတယ်နော်ပရမ slide ကဒါလေး ပြီးတော့ရင်အဲ now slide ဒါလေးကိုပွားလိုက်မယ်နော် copy paste ပြီးတော့ရင်ဒီဘက် now ဒုတိယ slide လေးကိုကြတော့ဒီ transition လေးကိုဒီဘက်ကိုတိုးလိုက်တယ်အော် sorry ဒီ salon လေးကိုဒီဘက်ဒီဘက်ကိုတိုးလိုက်တယ်ဒီပုံလေးကိုကြတော့ဒီဘက်ကိုတိုးလိုက်တယ် okay နော်မတူးနော်ပုံမှန်ရိုးတန်းတန်းပလေးကြည့်မယ်ဒါကပုံမှန် နောက်တစ်ခုကျတော့ဒီလိုလေးပြောင်းသွားတယ်အဲ့တော့ဒီဒီကြားတွေကို Utanan fake ဆိုရင်ကျတော့ဟိုဘာမှတိတ်ပြီးတော့မထူးကြဘူးဒီပုံလေးပြောင်းပြီးဒီပုံလေးပဲပေါ်လာမယ်ဆိုတဲ့ပုံစံဖြစ်တယ်အဲ့ဒီဟာလေးကိုမှကျွန်တော်ဘာလေးထည့်လိုက်မလဲဆိုရင် morph ဆိုတဲ့ effect လေးထည့်လိုက်မယ် transition လေးကိုသွား morph ဆိုတာလေးယူလိုက်မယ်ဒါဆိုရင်သူကပြောင်းသွားတဲ့ပုံစံလေးကဟိုမိုက်တယ်စမ်းကြည့်ကြည့်မယ်နော် play ကြည့်လိုက်မယ်ဒါဆိုဒါပရမအောင်ဆုံးပုံပြီးသွားရင် clean နေလိုက်မယ် ဒါဆိုရင်ဒီစာသားလေးကလေဒီဘက်ကိုပြောင်းသွားတယ်ဒီပုံလေးကလေဒီဘက်ကိုပြောင်းသွားတယ်ဒီလိုပုံစံမျိုးလေးပါပြန်လုပ်ကြည့်မယ်နော်ဒါလေးတစ်ချက်နဲ့ play ကြည့်လိုက်မယ် clean နေလိုက်မယ်ဒီလိုလေးပါနော်အဲ့တော့ဒါပုံလေးဒီစာသားလေးတစ်ခုပြောင်းတဲ့အခါမှာလေတုံးလို့ရသူကတော့ထူးခြားတာ transition ဒီဒီဒီ effect လေးတုံးဖို့အတွက် slide ကိုကျွန်တော်ကနှစ်ခုထပ်ယူပေးရတယ်ဆိုတာလေးကိုပြောတာနော်ပြီးတော့ကျွန်တော်ဒါလေးကိုထပ်ပြီးတော့ copy ကူးလိုက်မယ် home ထဲကိုသွားမယ်အာပြီးတော့ရင် paste လုပ်လိုက်မယ် အခုနောက်တစ်ခုပွားထားတဲ့ဟာလေးကိုခုနစာသားလေးကိုပုံမှန်တိုင်းလေးပြန်ထားလိုက်မယ်ဒီဘက်ကိုပြန်တိုးမယ်ပြီးသွားရင်ဒီဟာလေးကိုကျတော့အာဒီနယ်လေးစလုံးကိုဒီဘက်ပဲပြန်တိုးလိုက်မယ်နော်အပေါ်တိုင်းလေးပဲပြန်ထားလိုက်မယ်โอเคဒါဆိုဒီပုံလေးကဒီလိုဒီလိုပြောင်းသွားတယ်ပြောင်းသွားတဲ့ဟာလေးကဒီဘက်ကဒီလိုပုံစံမျိုးပြန်ပြောင်းသွားတယ်โอเคဒါလေးတွေအကုန်လုံးကိုကျတော့ morph ဆိုတဲ့ effect လေးထည့်လိုက်မယ် transition နဲ့ဒါလေးနော်ဒါဆို play ကြည့်လိုက်မယ် clean နေလိုက်မယ်ပုံလေးတွေကဒီလိုပင်ညာရွှေ့သွားပြီပြီးတော့ရင် clean နေလိုက်မယ် ပုံလေးတွေကပြန်ပြန်ပြန်ရွှေ့သွားပြီပြီးမှနောက်နောက်တစ်ခုပြောင်းဆိုတဲ့ပုံစံမျိုးနော်အဲ့တော့နောက်ထပ်ပုံစံလေးတစ်ခုပြပြပေးမယ်နော်အဲ့တော့ဒီမှာဆိုရင်ဒါ slide တစ်ခုပုံမှန်အာဓာတ်ပုံလေးတွေကတည်တည်လေးပဲထားထားတယ်ဆိုပါတော့နော်ဓာတ်ပုံလေးတွေကတည်တည်လေး တွေ့ပုံစံလုံလုံတဲ့ပုံစံလေးကိုမြင်သွားပြီဆိုရင်ကိုလိုအပ်တဲ့နေရာမှာယူတုံလို့ရတယ်နော်အဲ့တော့ဒီမှာတပ်ပုံလေးတည်တည်လေးထားလိုက်တယ်ပြီးတော့ရင်နောက်ထပ်ကျွန်တော်တို့ဒါလေးကို duplicate ထပ်ပွားမယ် copy ကို paste လုပ်မယ်နောက်ထပ်ရောက်လာပြီသူက animation နဲ့ထည့်တာမဟုတ်ဘူးနော်ဒီဒီလိုလေးပြောင်းသွားမယ်နော်ပြီးတော့ရင်ဒါလေးက wrong ဒီ design ကျန် design ဒါဆိုဒီကောင်လေးကိုနှစ်ခုကိုကျွန်တော်ဘာလေးထည့်မလဲဆိုရင်ဒီက morph ဆိုတာလေးထည့်မယ် play ကြည့်လိုက်မယ် ရမအူဆုံးပုံလေးနှစ်ခုကသေးနေတယ်။နောက် clean နေလိုက်တာနဲ့ပုံလေးနှစ်ခုကကြီးလာတယ်။ပြန်လို့ကြည့်မယ်နော်။ right clean နဲ့ previous ကိုသွားလိုက်မယ်။အဲဒါဆိုဒီလိုလေးပေါ့နော်။အာဒီမှာ clean နေလိုက်ပုံလေးတွေကကြီးလာတယ်။သူပြောင်းသွားတဲ့ပုံစံပေါ့။ now slide ကြရင် now slide ကြရင်ဒါလေးကိုထပ်ပြီး copy ကွာလိုက်အောင်မယ်။ paste လုပ်လိုက်မယ်။ဒါကကြတော့ကျွန်တော် effect တွေပါတွေထည့်ကျင်တဲ့ကဒါလေးကိုဒီဘက်ကိုတိုးမယ်။ရွှေ့မယ်။ sorry ။ဒါလေးဒီပုံလေးကိုဒီဘက်ကိုရွှေ့မယ်။ဒီပေါ်ပုံလေးကို ီဘက်ကိုရွှေ့မယ်ဒီလိုလေးနော်ပြီးတော့ round design ဆိုတာလေးကိုဟာဟုံနေလို့သွားနည်းနည်းလေးကြီးလိုက်မယ် Okay နော်ဒါဒါလေးကိုလည်းကျွန်တော်ခုန transition နဲ့ morph ဆိုတဲ့ effect လေးထည့်မယ်ကျန်တာတွေကတော့ရူးရူးရှင်းရှင်းပဲမို့လို့ကျွန်တော် click လေး nick effect option ပြောင်း transition design ပြောင်းဆိုတဲ့ပုံစံမျိုးကျွန်တော်ဟိုလှုပ်လို့ရတယ်ဆိုတာလေးကိုပြောတာနော် โอเคเนาะအဲ့တော့ဒီမှာ play ကြည့်လိုက်မယ် sorry sorry ဒီ share ကနေစပြီးတော့ run ကြည့်မှာတည်တာပါเนาะ play ကြည့်လိုက်ဒါဆို click နှိပ်လိုက်မယ်ဒီပုံလေးကကြီးလာတယ်ပြီးတော့နောက်ထပ် click နှိပ်လိုက်မယ်ပုံလေးတွေကပြောင်းသွားတယ်ဒီလိုပုံစံမျိုးပေါ့နော်အဲ့တော့ဒီဒီလို effect ကလေးထည့်ခြင်းနေဆိုရင်ကျွန်တော် morph ဆိုတာလေးကိုဆန်းကြည့်လို့ရပါတယ်နော်ဒါဆိုရင်ကျန်တာလေးတွေကတော့ရိုးရိုးရှင်းရှင်းလေးပဲတကယ်လို့ဒီဟာလေးမတုံမှုသေးဘူးဆိုရင်ဆန်းပြီးတော့တုံကြည့်ကြည့်ပါမယ်နော်